ณะအလေးခံရတာလေဆိုတော့အခုကျွန်တော်တို့မလေးရှားမှနေတဲ့လူတွေရောမြန်မာနိုင်ငံမှာနေတဲ့လူတွေရောဗျာတော်တော်များများလူတိုင်းလူလူအလေးခံရဘူးလေအဲ့ထက်မှကျွန်တော်လည်းပါတယ်ပေါ့နော်ဘာဖြစ်လို့ကျွန်တော်တို့တွေအလေးခံရတာလဲဆိုတော့တချို့အလေးခံရတဲ့ဟာတွေကြတော့ကိုညံ့လို့မဟုတ်ဘူးသူအရန်တော်လို့ပေါ့နော်လိန်တဲ့လူကအရန်တော်လို့အလေးခံရတာတချို့အလေးခံရတဲ့အရာတွေကြတော့ကျွန်တော်တို့ညံ့ပြင်းမှုကြောင့်ကျွန်တော်တို့အလေးခံရတာ ဒီလိုအလိန်ခံရတယ်ပတ်သက်ပြီးတော့အခုကျွန်တော်ကတော့ဒီမလေးရှားမှာနေတာဖြစ်တဲ့အတွက်မလေးရှားလူတော်တော်များများအလိန်မခံရဘူးရဲ့လို့ကျွန်တော်မြင်ရှိတယ်။ကျွန်တော်တို့ဆိုလည်းအလိန်ခံရဘူးလေ။သံဝေးကြီးနဲ့ပတ်သက်ပြီးတော့ခဏခဏအလိန်ခံရဘူးလေပေါ့နော်။အော်ဗာမေးလုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အလိန်ခံရတဲ့လူတွေတော်တော်များတယ်။ဒီဘာဖြစ်လို့အလိန်ခံရလဲဆိုတော့တေးချာပြန်ပြီးတော့စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအချက်တွေကြောင့်ကျွန်တော်တို့ကအလိန်ခံရတာ။အဲ့အချက်တွေကဘာတွေလဲဆိုတော့ကျွန်တော်ပြောပြမယ်။ပထမဆုံးအချက်ကကျွန်တော်တို့လောဘကြီးတာပေါ့နော်။လောဘကြီးလို့လေအလိန်ခံရတတ်တယ် ဆိုတော့တချို့လောဘကြီးတဲ့တွေကဘလို့အလိန်ခံရတတ်လဲဆိုတော့တို့ online ပုံမှာအမြဲတမ်းတွေ့နေတယ်။ငွေလွှဲလိမ်တဲ့လူတွေပေါ့နော်။ငွေလွှဲလိမ်တဲ့လူတွေကဒီလောဘကြီးတဲ့လူတွေကိုတားကောင်ပြတဘောထားပြီးတို့ကလိမ်တာ။အဲ့တော့အခု online မှာငွေဈေးကဘယ်လောက်ပေါက်နေလဲဆိုတော့950ပေါက်နေတယ်ဒီလိုရှိရင်တို့ကငွေဈေး1000လောက်နဲ့ပြီးတယ်။ငွေဈေး1000လောက်နဲ့ပြီးပြီးတော့ကငွေဈေး1000 1000ကျော်နဲ့ပြီးပြီးတော့တို့ကလူတွေကိုမလုံးပြီးပြီးတော့ဆွဲဆောင်တယ်။အဲဆွဲဆောင်ပြီးတော့တချို့ကြလည်းလွှဲကမယူဘူးပဲဖြစ်တဲ့ညာဖြစ်တာ။အဲ့ဒီအချိန်မှာ ကျွန်တော်တို့အလိန်ခံရတဲ့လူတွေကဘလို့ဖြစ်လာကြောလောဘတက်လာလောဘတက်လာတော့ကိုရသည်ရတိုက်တာထက်ပိုပြီးတော့လိုချင်တဲ့စိတ်ကပေါက်လာပြီဗျာအဲ့လိုရသည်ရတိုက်တာထက်ပိုပြီးတော့လိုချင်တဲ့စိတ်ပေါက်လဲပေါက်လာကျွန်တော်ဘာဖြစ်လဲဆိုတော့အလိန်ခံရတယ်ဆိုတော့လောဘကြီးရင်အလိန်ခံရတတ်တယ်ပေါ့နော်ဆိုဒီနေရာမှာလောဘကြီးလို့ရှိရင်လောဘကအာအလောဘပါဗျာမထားတယ်မထားတိုက်တယ်ကိုရသည်ရတိုက်တာထက်ပိုမလိုချင်လို့မယူဘဲနေလို့ရှိရင်တော့အလိန်ခံရတာနင်းနိုင်တယ်အလုပ်ပေါ်မှာလောဘကြီးပြီးတော့အလုပ်ကိုလောဘကြီးပြီးလောက်တာတော့ပတ်စံစူဆောင်းတာတို့မှာလောဘကြီးရင်တော့ဒါတော့ကိုယ့်အတွက်ကောင်းပါတယ် ိုမရတဲ့မရတတ်တဲ့အရာကိုလောဘကြီးပြီးတော့ယူဖို့စဉ်းစားလိုက်ပြီဆိုရင်တော့တည်ကြတယ်အဲ့ဒါဆိုရင်အလိန်ခံရဖို့ဂျာဂန်တို့တော်တော်များသွားပြီဒါတော့နံပါတ်1ချက်ပေါ့နော်နံပါတ်2ကဘာလဲဆိုတော့အဲ့နယ်ပယ်မှာမကျွမ်းကျင်လို့ဗျအဲ့နယ်ပယ်မှာမကျွမ်းကျင်လို့ကျွန်တော်တို့ဘာဖြစ်လို့အဲ့နယ်ပယ်မှာမကျွမ်းကျင်လို့လဲဆိုတော့ဥပမာဖြင့်ဖုန်းနဲ့ပတ်သက်ပြီးတခုခုပြတ်သွားပြီဗျာဆိုတော့ဖုန်းနဲ့ပတ်သက်ပြီးတခုခုပြတ်သွားကြတော့ကိုကဒီနယ်ပယ်မှာမကျွမ်းကျင်မကျွမ်းကျင်တော့ဖုန်းဆိုင်ကိုတွားပြီးတော့ပြင်ခိုင်းတယ်ကိုမနားမလဲอ่ะဒါလည်းသူကလည်းကိုကိုလိန်လိုက်တာပဲ ဆိုတော့ဒီဟာပြင်မယ်ဒီဟာပြင်ဒီလောက်တောင်ကုန်မယ်ဒါမျိုးဒါမျိုးဘယ်လိုလုပ်ရမလဲရှင်းပြရှင်းပြကိုမသိဘူးကိုမသိတော့အင်းအင်းအင်းပေါ့ဘာဖြစ်လဲဆိုတော့ကိုကောင်းရင်ပြီးရောလေကိုပစ္စည်းလေးပြန်ကောင်းသွားဖို့အတွက်အရေးကြီးဒါပေမဲ့ तू ကတော့ကိုလိမ့်လိုက်တာဒီနေပေးမှာကျွမ်းကျင်တဲ့လူဆိုလို့ရှိရင်ဒါကိုစဉ်းစားဆင်ခြင်ပြီးတော့တွေးခေါ်နိုင်တယ်ဥပမာပြင်ငါ LED ပြတ်သွားတဲ့ဖုန်းကို तू က LED ပဲမလဲမနဲ့ဟိုဟာဒီပါလဲမယ်ဒီဟာဒီပါလဲမယ်လို့လာပြောနေတာကိုကဒီနေပေးမှာကျွမ်းကျင်တဲ့လူတစ်ယောက်ဖြစ်နေပြီဆိုလို့ရှိရင်ဒါကကျွန်တော်ဥပမာပြပြတာပေါ့နော်ကျွမ်းကျင်တဲ့လူတစ်ယောက်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဒါအလိန်ခံရဖို့ရခိုင်တော့နေတယ်ကိုကမလုပ်တော့ဘူးလေသူစီမှာဟုတ်တယ်မလားတခြားနေရာမှာသွားလုပ်ပါမှာနောက်တစ်ခုကကျွန်တော်တို့ ပါမစ်အလုပ်ဖို့အလင်ခံရတဲ့လူတွေပေါ့နော်ဆိုတော့ပါမစ်လုပ်ပြီးမယ်ဆိုတော့ဒီနေ့ပဲမှာကိုမမကျွမ်းကျင်တာမကျွမ်းကျင်တော့ကျွန်တော်အလင်ခံရတယ်ဒီနေ့မှာကျွန်တော်ဟိုးတစ်ခါတော့ကျွန်တော်လက်သိရဲ့ပွဲစားတစ်ယောက်ကသူပြောခဲ့တဲ့စကားလေးကအရန်ကိုစဉ်းစားရင်တော်တော်ပုံစံဖြစ်ပါတယ်သူဘာပြောလဲဆိုတော့ငါတို့ကလိန်နာမဟုတ်ဘူးကွာတဲ့မျိုးနီးတနည်းပြောပြမယ်အခုမလေးရှားကပါမစ်မဖွင့်သေးဘူးတော့တဲ့တကယ်လို့မင်းကဘယ်နှလာပိုင်းမှာပါမစ်ဖွင့်မယ်ငါတို့စီမှာစာအုပ်တွေလာအပ်ပါစီယံငွေဘယ်လောက်နဲ့စာအုပ်လာအပ်ပါဆိုပြီးတော့ ိုင်းမှာလွှင့်လိုက်ပါတော့ကိုကလူတွေကလည်းကိုကိုနည်းနည်းယုံကြည်လာပြီဆိုလို့ရှိရင်โอเคတယောက်ကိုတထောင်နဲ့စာအုပ်လာအပ်မယ်ဗာမစ်တင်ဖို့တော့တယောက်ကိုတထောင်နဲ့လာအပ်လို့ရှိရင်လူ၁၀ရောက်ဆိုလို့ရှိရင်မလင်းငွေတထောင်သူ့လက်ထဲမှာရသွားမယ်မလင်းငွေတထောင်ရသွားတဲ့အချိန်ကျလို့ရှိရင်သူကအဲ့ပတ်စံတွေအကုန်လုံးကိုတနည်းအားမှာပြန်ပြီးတော့ရင်းနှီးမြှုပ်နှံဖို့လှည့်ရမယ်ဆိုတော့ဘန်ဆိုလည်းဘန်တို့ရောက်ဖို့ဗျာဆိုတော့အဲ့ပတ်စံတထောင်သူအချိန်6လလောက်သုံးလိုက်တယ်သူရင်းနှီးမြှုပ်နှံတိုင်းဗာမစ်တိုးတဲ့လူကလည်းစောင့်နေကြပဲ6လလောက်ဒီစောင့်နေတယ် စောင့်နေတဲ့အချိန်မှာပါမစ်ကမခွင့်မခွင့်တော့ပွဲစားပွဲအဲ့လိုလိုပဲဟုတ်စားမဖြစ်ဘူးပါမစ်ကလည်းမကတ်လို့မရဘူးကောနော်ဆိုတော့အဲ့လိုဟုတ်စားဖြစ်တယ်အဲကျွန်တော်တို့ကျွန်တော်တို့ရဲ့စာအုပ်တွေကိုပြန်ပေးပါစီရန်ကိုလည်းပြန်ပေးပါဆိုတော့ပွဲစား AC ပဲပြန်ပေးတယ်ဒါ तू လိန်တာတော့မဟုတ်ဘူးဒါပေမဲ့ तू လိန်လိုက်တာပဲဒီလူတွေရဲ့ပတ်စံကို तू ယူပြီးတော့ तू တကူမှဂျင်းနီမြုပ်နေလိုက်တယ်ပြပြရဆိုတော့အဲ့လိုမျိုးမှချီမကန်ပြီးလက်မကန်ပြီးဖြစ်တဲ့ပွဲစားကျတော့အချီးလိန်ပြီးတော့ထွက်ပြေးပါတယ်ဆိုတော့တကယ်တော့ကိုရီးယားဒီနယ်ပယ်မှာမကျွမ်းကျင်လို့ရှိရင်အလိမ်ခံအဲ့တော့ကျွန်တော်တို့ကကျွမ်းကျင်တဲ့လူတွေကိုအကူအညီတောင်းရမယ်ကျွမ်းကျင်တဲ့လူတွေ ਨੇ ပေါင်းသင်းပြီးတော့သူတို့ကိုနားလည်တဲ့လူတွေနဲ့လောက်ကိုင်းမှာအဆင်ပြေမှာဖြစ်ပါတယ်ဒါတော့နံပါတ်1ကတော့အိုက်နယ်ပယ်မှာကြွန့်ကျင်လို့ပေါ့နော်နံပါတ်3ကတော့အာနာတက်လို့ပေါ့နော်ဆိုတော့အခုမလေးရှားမှာရောက်နေတဲ့လူတွေတော်တော်များများအာနာတက်လို့အလိန်ခံရတဲ့လူတွေတော်တော်များတယ်အခုကျွန်တော်ဗီဒီယိုကြည့်နေတဲ့လူတွေတိမပါတော်တော်များများအာနာတက်တယ်အာနာတက်တော့ပဲဖြစ်လေအလိန်ခံရတယ်ဆိုတော့တခုခုကိုကူညီလိုက်တယ်ဗျာအခက်ခဲရှိလို့ကူညီလိုက်တော့မယ်ဆိုလို့ရှိရင်သူလည်းလိန်ရမကြအောင်ကိုလည်းအဆင်ပြေအောင်ပေါ့နော် သူ့ကိုအားမနာနဲ့ပြောစရာရှိတယ်ပြောကူညီစရာရှိတာကိုအစိုးရကကူညီလိုက်အဲ့လိုကူညီလိုက်လို့ကွာပြောလင်းချက်ကြီးပြန်ထားလိုက်လို့ရှိရင်ကိုကအားနာတဲ့ဘောနဲ့ကူညီလိုက်မယ်ဆိုလို့ရှိရင်ကျင်းတည်တယ်ကိုကအလိန်ခဲလို့ပြန်ဖြစ်သွားလိမ့်မယ်။ तू ကကိုကိုမလိန်ညင်ဘူးဆိုရင်တော့မှကန်တရားရဲ့အကြောင်းပြုကြောင့်ကိုကိုပြန်လိန်တယ်လို့ဖြစ်သွားရတဲ့အတွက်ကိုကအလိန်ခဲလို့ပြန်ဖြစ်သွားတယ်။ဆိုတော့မလေးရှားမှာရောက်နေတယ်ဆိုလို့ရှိရင်တချို့နေရာတွေကပြောစရာရှိတာကိုကိုကိုလိန်လိန်ပြပြတာပြောပြီးတော့အားမနာဘဲနဲ့နေတာကောင်းတယ်။အားနာလိုက်လို့ရှိရင်တော့အလိန်ခံရတတ်တယ်ပေါ့နော်။ဆိုတော့စဘာကတော့ပေါက်စီးပဲတကယ်ချင်းကတကယ်ချင်းပဲဆိုတော့ဟိုစကပ်ပုံလေးပေါ့နော်။ အဲ့လိုမျိုးကိုယ့်ရဲ့ပြောစရာရှိတဲ့လူကိုပုံမှန်လင်းပြောပြီးအခုရှုပ်မှနောင်ရှင်းအဲ့လိုပြအောင်အားနိုင်စရာမလိုဘူးတကယ်လို့အားနိုင်ရင်ကိုယ်စိတ်ထဲမှာအားနိုင်စိတ်ဝင်လာပြီဆိုလို့ရှိရင်ပြန်စဉ်းစားလိုက်အားနိုင်ကအလင်ခံရတော့မင်းနဲ့တူရဆိုရက်အတွေးလေးကိုပြန်စဉ်းစားလိုက်လို့ရှိရင်ဆိုတော့အားနိုင်တက်တယ်လို့ကတော့အလင်ခံတက်တယ်ပေါ့နော်နံပါတ်၄ချက်ကတော့အယုံလွယ်တာအယုံကြည်လွန်ကဲပြီးတော့အယုံကြည်လွယ်လို့ရှိရင်လည်းအလင်ခံတက်ပါ ဆိုတော့တော်တော်များများကတော့ဒါကတော့ဖြစ်လေဖြစ်တတ်ရှိတဲ့အကြောင်းပေါ့နော်တခုခုဆိုလို့ရှိရင်ယုံကြည်လိုက်ပြီဆိုလို့ရှိရင်အလိန်ခံရတာများပါတယ်ဒါကတော့ကျွန်တော်အကျေတဝင့်အရှင်းပြတော့ပါဘူးတယောက်ကိုတယောက်ယုံကြည်ခဲ့ပြီလို့အလိန်ခံရတဲ့လူတွေလည်းအများကြီးရှိမှာပါဆိုတော့တခုခုကိုကအယုံကြည်လွန်ကဲတော့မယ်ဆိုလို့ရှိရင် ပြန်စဉ်းစားလိုက်ရမှာငါအလိန်ခံရတော့မှလားမသိဘူးပေါ့နော်အဲ့လိုမျိုးပြန်စဉ်းစားပြီးတော့စင်ကြယ် လိုက်မယ်ဆိုလို့ရှိရင်တော့အလိန်ခံရတဲ့ရန်ကင်းဝေးပါမယ်ပေါ့နော်ဆိုတော့ကျွန်တော်ခုနကပြောတဲ့အချက်တွေတခြားအချက်တွေအများကြီးရှိပါတယ်ဘာဖြစ်လို့အလိန်ခံရလဲဆိုတော့ဆိုတော့အဲ့ဒီအချက်တွေကမှကျွန်တော်ဒီအချက်ကလေး၄ချက်ကိုသဘောကျလို့ပြန်လဲမျှော်လိုက်ချင်းဖြစ်ပါတယ်နံပါတ်၁အချက်ကတော့လောဘအရင်ကြီးလို့ကိုရတဲ့ရလိုက်တဲ့ပုံမလို့ခြင်းမနဲ့အဲ့ဒါဆိုလို့ရှိရင်တော့ကိုကတခုခုလောဘတက်နေပြီဆိုလို့ရှိရင်ငါအလိန်ခံရတော့မှလားမသိဘူးဆိုပြီးတော့ပြန်ပြောစဉ်းမြင်လိုက်ပါနံပါတ်၂ကတော့ nebel တခုခုမှမကျွမ်းကျင်လို့ပေါ့နော်ဒီ nebel တခုခုမှကိုကမကျွမ်းကျင်လို့ဆိုရင်လည်းအလိန်ခံတတ်ပါတယ်အဲ့တော့ကိုစီမှာရှိတဲ့ကိုရဲ့ဘဝတုဒ္ဒနဲ့ပြည့်ဝတဲ့ အပေါင်းအသင်းတွေထားရမယ်ဆရာသမားတွေထားရမယ်ဆိုတော့ကိုကကားနဲ့ပတ်သက်ပြီးတော့ဥစ္စာဖြစ်တယ်ဆိုရင်ကားနဲ့ပတ်သက်တဲ့ဆရာသမားတွေထားရမယ်ဖုန်းနဲ့ပတ်သက်ပြီးဖုန်းနဲ့ပတ်သက်တဲ့တင်ငယ်ချင်းတွေထားရမယ်ဗောနော်အဲ့လိုမျိုးလေ့လာပြီးတော့အပေါင်းအသင်းကျေပြောင်းထားလို့ရှိရင်တော့ဒါဒီနေ့ပဲမှမကျွမ်းကျင်တော့မှနားလည်လူတယောက်ဖြစ်လာနိုင်တယ်နောက်တစ်ခုကတော့အာနာတက်လို့ဗောနော်တစ်ခုခုကိုကသူများကကိုလာပြောပြီးဆိုလို့ရှိရင်အာနာတက်တယ်ဆိုလို့ရှိရင်လည်းခံရပါတယ်ဆိုတော့ကျွန်တော်အဲ့လိုအာနာတက်တဲ့စိတ်ကိုစီမံမဝင်လာဖို့အတွက်ဥပမာပြင် လူတယောက်ကအမြောက်အကူကြီးလာတောင်းပြီအဲ့အကူကြီးလာတောင်းဖို့ကသူ့မှာရဖို့မရဖို့က50 50ရာခိုင်နှုန်းပဲရှိရနော်ရရင်ဒုတိယရာခိုင်နှုန်းအစီအမံမရဘူးဆိုရင်ဒုတိယရာခိုင်နှုန်းရှုံးမယ်အဲ့အတွက်သူ့မှာ50 50ရာခိုင်နှုန်းပဲရှိတယ်သူလာတောင်းတဲ့အကူကြီးကိုကိုကအစင်မပြေလို့မကူညီနိုင်လို့ပြန်ပြောဖို့ပြန်ညင်းဖို့အခွင့်အရေးကကို့မှာတရားရာခိုင်နှုန်းရှိတယ်ဆိုတော့အဲ့တော့ကိုကအာမနာတက်ဖက်နဲ့ကူညီတင်တဲ့လူကိုတော့ကူညီမကူညီတင်တဲ့လူကိုမကူညီဘဲနဲ့ညင်းလိုက်မယ်ဆိုလို့ရှိရင်အလိန်ခံခြင်းရတယ်ကင်းဝေးသွားနိုင်တယ် ါဒါကတော့အာမနာတန်အောင်လို့ကျွန်တော်နီးပြတာပေါ့နော်နောက်ဆုံးတစ်ချက်ကတော့အယုံလွယ်ပါအယုံလွယ်တာပေါ့ဘယ်ရမှာဆိုလုံးဝအယုံကြည်မရှိဘူးလို့တော့ပြောတာမဟုတ်ဘူးယုံတဲ့တဲ့အရာကိုပဲယုံမှာမယုံတဲ့တဲ့အရာကိုမယုံမှာ ਨੇ အခုအခင်နီးပညာကိတဲ့မှာ AI လို့ရာမျိုးတွေနဲ့နိုင်နေတဲ့အရာတွေအများကြီးရှိသလို AI artificial intelligence မဟုတ်ခွင့်နဲ့ဒီနှလုံးသားတွေနဲ့ရင်ပတ်တွေနဲ့ရင်းပြီးတော့နိုင်နေတဲ့လူတွေလည်းအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မျှဝေတဲ့အချက်ကလေးလေးချက်ကတော့ အလင်ခံရခြင်းမှာကင်းဝေးအောင်လို့ဆိုပြီးတော့ပြန်လည်မြှောက်ရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ပြကြမယ်